ဒုတာဆောင်လင်ဘုတ်တွင်ဘွယ်ပထမ်းမြက်ကုံဒါနပိမံရန်ကုန်စာပြေဒါနဗုဒ္ဓမာမကဗုဒ္ဓယဉ်ကျေးမှုအသင်းမှတမင်းငယ်လေးမတ်ဣကြပြုရဲ့ဖြေးဆိုးပူဇော်ရမယ်ခေါင်းစဉ်အမိကတော့သူ့ကိုဖြက်က ကိုပြက်ရခေါင်းစဉ်ပဲဖြစ်ပါရခင်ဗျာစတင်ဖြေးဆိုးပူဇော်နိုင်ပါပြီခင်ဗျာ ဘဲမင်္ဂလာပါရှင်ထရတမန်ကြီးမြောင်အတိသုဒ္ဓဆွန်လေးပြရိပြိုင်ပွဲကြီးကိုဖြစ်မြောင်အောင်ဆောင်ရွက်ပေးပါတော့သုဒ္ဓဆွန်လေးဆရာတော်ဖျားနေတကွာသဒနာငွေကျေးပေးများဖြစ်ကြကုန်သောဆရာတော်တန်ဃာတော်များအလူရှင်များသုဒ္ဓဆွန်လေးပြရိပြိုင်ပွဲကြီးကိုအဘဘမအကူညီပံ့ပိုးပေးနေကြကုန်သော လူကြီးမင်းများဆရာဆရာမများကျောင်းသားကျောင်းသူများအားလုံးပြုမရှိကြပန်းခဲ့သူရှင်လင်းချမ်းမြေ့ကြပါစေလို့ သမီးမဥစွာပနာမစုမုံကောင်းတောင်းမြင်လိုက်ရပါတယ်ရှင်။သမီးကတော့ရန်ကုန်တိုင်းဒေသကြီးနိုင်တရာမြို့နယ်ရန်ကုန်စာပြည်ဌာနဗုဒ္ဓမမကဗုဒ္ဓရည်စည်မှုအသင်းမှ လာရောက်ဖြစ်စုပူဇော်တဲ့မဲ့ဤကြာပြုပင်ဖြစ်ပါတယ်ရှင်။သမီးဖြည့်စုပ်ပူဇော်မဲ့ခေါင်းစဉ်လေးကတော့သူ့ကိုဖြက်ကကိုပြေရဆူတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါရဲ့ရှင်။ဒီခေါင်းစဉ်လေးကသမီးတို့ရဲ့မြမဆူးစကားရီထဲကတစ်ခုပဲဖြစ်ပါရဲ့ရှင်။ သူကိုပြက်က ကုပြေရဆိုသလိုပဲ သူတပါးကိုဖျက်ဆီးခြင်းအနေပြစ်အောင် ပြုလုပ်ခြင်းဟာနောက်ဆုံးမှာတော့ကိုကိုတိုင်းပျက်စီးခြင်းဒုက္ခရောက်ခြင်းများကို ဖြစ်စေတတ်ပါတယ်ရှင်အလွယ်လေးနဲ့ပြောရမယ်ဆိုရင်တော့ကုပြုတိကံကုထံပြန်ဆိုသလိုပဲပေါ့ရှင်သမီးတို့ပြုလုပ်ထားတဲ့လုပ်ရတိုင်းဟာသမီးတို့အပေါ်ကိုတိုက်ရိုက်အကျိုးတရားမှုတွေရှိနေပါတယ်ရှင်။ အဲ့ဒီအချက်ကြောင့်လေအများအကျိုးဆောင်ကိုကျိုးအောင်သူ့ကိုဖြက်ကကိုပင်ရဆိုတဲ့စကပုံလေးတွေပေါ်လာတယ်လို့လည်းထင်မိပါတယ်ရှင်ဒီအကြောင်းအရာလေးကို သမီးတို့ရဲ့ဗုဒ္ဓမြတ်စွာဘုရားရှင်လက်ထက်တော်အခါကဝတ္ထုလေးတပုံနဲ့တရကပြပြရစီရှင်လူလေးပြီးတော့အခါကဘာယာနတိပြီးမှပြပရမင်းကြီးအုတ်ချုပ်စင်အခါကပေါ်ရှင် ပရင်သုံးမုံကို တဖက်ကန်ရအောင်တမြောက်တဲ့ဒိတာပမုခဆရာကြီးတဦးကမတကပတ်လူတန်ပိုးအတွက်သူ့လူခေါ်တဲ့စေကလာတကောင်ကိုမြင့်မာရေချိုးပေးပြီးလယ်မာပန်းကိုစုကလန့်သားနဲ့လငါးချောင်းရရိုက်ပြီးငါစီခေါ်ခဲ့လို့တပယ်ရီကို စေကန်းခဲ့ပါရဲ့ရှင်။တပယ်ရီကလည်းဆရာကြီးရဲ့စေကန်းချက်အတိုင်းပြုလုပ်ခဲ့ကြပါရဲ့ရှင်။ ဒါပေမဲ့လည်းအဲ့ဒီစိတ်ကလာဟာရှိဘဝကအဖြစ်အပျက်တွေကိုပြန်လည်မြင်နိုင်တဲ့ဇာတိတရဉဏ်ကိုရရှိတဲ့စိတ်ကလာဖြစ်နေခဲ့ပါတယ်ရှင်။ပုံနာကြည့်ထံရောက်တဲ့အခါမှာစိတ်ကလာဟာရှေးဥစွာဟဟပပရင်မောပြီးနောက်ဆုံးမှချုံမွေးချခါကိုလိုက်ပါတယ်ရှင်။ဒီအချင်းအားကိုမြင်လိုက်ရတဲ့ပုံနာဟာအံ့ဩသွားပြီးစိတ်အားယခုလိုမိခဲ့ပါတယ်ရှင်။ အချင်းစိန်တင်ဟာရှိဥစွာဟဟပပရဲ့ပြီးနောက်ဆုံးမှာအဘဲကြောင့်ချုံမေချာကငွေရပါတလေဟုမိလိုက်တဲ့အခါမှာတော့စိတ်ကအချင်းပုံနာငါလည်းရှိခါတော့ကတင်လိုပုံနာတူဖြစ်ခဲ့မှုပါတယ်ဒါပေမဲ့မတကာပဲလူတန်းမှုအတွက်စိတ်ကလာတကောင်ကိုတက်ခဲတယ်ပါဏာတိပါတာအကုသိုလ်ကံကြောင့်ငါဟာ499ဘဝကောင်းပြတ်ပြီးရောတည်ခဲ့ရပါတယ် ဒီဘဝဟာနောက်ဆုံးဘဝဖြစ်တဲ့အတွက်ကြောင့်မလို့ဝမ်းသာလို့ရင်မောရခြင်းဖြစ်ပါတယ်။ဒါပေမဲ့သင်ကတော့ငါ့ကိုတက်ပြီးဘဝ900ကောင်းပြတ်ကတည်ရတော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဝမ်းနေလို့ငူကျူးရခြင်းဖြစ်ပါတယ်လို့ပြောကြလိုက်ပါတယ်ရှင်။ဒီအကြောင်းအရာကိုသိလိုက်ရတဲ့ပုံနာကြီးဟာတတိတံဝေကရသားပြီးရောစိတ်ကလေးကိုအလွတ်ပေးလိုက်ပါတယ်ရှင်။ အလိုလိုမြောက်သားတဲ့စိတ်ကလေးဟာနေရာတစ်ခုသို့အရောက်ကြောက်ဖြာတမ်းမှာပေါက်နေတဲ့ခြုံကမြက်ကိုစားဖို့ရန်ကြိုးပမ်းလိုက်ပါတယ်ရှင်။အဲ့ဒီအချိန်မှာပဲသူလှုပ်ထားတဲ့အကုတုကန်က အကျိုးပေးပါတော့တယ်ရှင်။ကောင်းကင်ထမ်းမှာမူကျူတကူပါကြောက်ပြတဲ့သူကြပြီးရောကြောက်ချက်လာဟာသူရဲ့လေမင်းမောကြကခေါင်းပြက်ပြီးတီးခဲ့ရပါရဲ့ရှင် တည်ရဲ့ဖြစ်ပြတဲ့ပြီးနောက်မှာသမီးတို့ရဲ့ဗုဒ္ဓမြတ်စွာဘုရားလောင်းတော်ဖြစ်တဲ့ရက်ကဆိုးနတ်မင်းကလူအပေါင်းကိုကိုထင်ရှားပြကတတဝါတို့ကိုတပြည့်ညစ်ဆဲခြင်းမှရှောင်ကြည်ကြရင်ထို့သို့ပြီးလို့ချင်းကြောင့်ရရှိလာမယ့်အပြစ်တွေကိုရှင်ပြကတီလာနိုင်တည်စေခဲ့ပါရဲ့ရှင်လူအပေါင်းလည်းတီလာနိုင်တည်ပြီးနှစ်ပြီးသို့လာကြရပါရဲ့ရှင် ီဝိတ္ထုလေးကို ထောက်ကြည့်ရမယ်ဆိုရင်တော့သမီးတို့ကအကုသိုလ်ကံတွေကို ပြုလုပ်ထားမယ်ထို အကုသိုလ်ကံတွေက ကြီးမားနေမယ်ဆိုရင် သမီးတို့ပြုလုပ်နေတဲ့ကုသိုလ်တွေကဘလောက်ပဲများများဖယ်နိုင်မှာမဟုတ်ပါဘူးရှင်ဒီရဲ့ချက်ကြောင့်လည်းတူတာပါးတွေကို မကောင်းတာတွေကြံစီပြီးရောပြုလုပ်ကြတဲ့သူတွေခါအဲ့ဒီအကျိုးဆက်ကိုကိုကိုယ်တိုင်မလဲမသိခန်းစားကြရမှာပဲဖြစ်ပါတယ်ရှင် သူ့ကိုဖြက်ကကိုပြရဆိုတဲ့ခေါင်းစဉ်ကလေးကလည်းတပားသူရိအပေါ်မှာမကောင်းတာတွေကို မကြံစီမပြုတ်လို့ပဲနဲ့ကောင်းတာတွေကိုပြုလို့ပြီးတော့ နာရီကိုပြုလုပ်ဖို့အတွက်တိုက်တွန်းလို့ဆိုပြီးရဲ့စကားလေးပဲဖြစ်ပါရဲ့ရှင်။အပရိသတ်ကြီးအပေါင်းနဲ့တူတဘာရီအပေါ်မှာမကောင်းနာရီကိုမကြံစီပဲနဲ့ကုသိုလ်ကောင်းမှုတွေကိုပြုလုပ်ပြီးတော့နိဗ္ဗာန်ကိုမြတ်မပြုနိုင်ကြသူများဖြစ်ကြပါစေလို့တောင်းဆုချေရဲ့တမီးရဲ့ဖြစ်ဆိုပူဇော်မှုကိုဒီမှာပဲအဆုံးသတ်ညီကုန်းချုပ်ပြရစေရှင်။ယခုလိုဖြစ်ဆိုပူဇော်မှုကိုဂယုတဆိုင်နဲ့နားစင်ပေးကုန်သောဆရာတော်တန်ဃာတော်များနဲ့အပရိသတ်ကြီးအပေါင်းကိုအထူးပင်ကျေးဇူးတင်ရှိပါရဲ့ရှင်။အလို ုံးမင်းမင်္ဂလာပေါင်းနေပြည့်စုံကြပါစေရှင်။